အလုံးမဲမိင်္ဂလာပါရှင်။ကျွန်တော်ရဲ့ KBK News Channel နဲ့ပရိသတ်များအားလုံးကိုပြန်လည်ပြောကြည့်ဆိုပါရစေ။ဒီနေ့မှာတော့ဆိုင်ရည်သူညံထက်ရောင်စင်ရေးသားထားတဲ့ဖိုးထုနှင့်ပုံနကအတိုက်ဆွဲဇလံကိုတင်ဆက်ပေးသားမှာဖြစ်ပါရစေ။ဇလံနေမစတိတ်ခင်မှာကျွန်တော်ရဲ့ Channel ကို Like and Subscribe နဲ့ထားပေးဖို့ကောင်းဆောင်ကြပါရှင်။ဟုတ်ကဲ့ဒါဆိုရင်တော့ဇလံလေးကိုအခုပဲစလိုက်ပါအောင်မယ်။ရုပ်သီးတရားနည်းနည်းမှဲတဲ့ဘက်ကိုရောက်နေပြီဗျ။တချို့ကတော့ဝင်းရောင်ပေါ့ဗျာ။ ကျုံနဲ့ကျုပ်ဖီလေငရုတ်ခင်းတဲ့ကိုရေတင်လိုက်တယ်။ငရုတ်ရေတင်ပြီးလို့နှစ်ရက်သုံးရက်ဆိုညေသားတွေအား၆ပြီးတော့အစိုးတက်နေနေပဲရှိတော့တယ်ဗျ။အဲ့ချင်းကြရင်ငရုတ်သီးမဲ့တွေကိုခူးလို့ရပြီ။အမေရငရုတ်သီးမဲ့တွေခူးဖို့ဒေါ်ပူမာတို့ဒေါ်လုံးကြီးကိုငှားထားတယ်ဗျ။ဒေါ်ပူမာတို့ဒေါ်လုံးကြီးတို့ကငရုတ်သီးမဲ့ခူးတဲ့နေရာမှာတော့ဘသူမှလိုက်မမိအောင်မျက်နာဗျ။သူတို့ခူးရင်ငရုတ်သီးမဲ့တွေလည်းမကြံခဲ့သလိုခဏလေးနဲ့ပြီးရဗျ။ကျုပ်ကငရုတ်သီးခူးရင်လက်ကိုလက်ထိတ်ခတ်ထားသလိုပဲနှိမ့်တာပြော။ ီးတော့ငရုတ်သီးမဲ့တွေရတယ်နောက်မှာအများကြီးကြံခဲ့ရပါဗျအဲ့အကြောင်းမင်းအကျုပ်ကိုငရုတ်သီးမခုခိုင်းဘူးသူတို့ခုလိုပင်နဲ့အေးတေးပြေးရင်လေတရနေလှမ်းမဲ့နေရာကိုထမ်းသွားတာကိုကျုပ်ကလုပ်ရတယ်ဗျကျုပ်ကလှမ်းမဲ့နေရာကတလပတ်ပေါ်ငရုတ်သီးမဲ့တွေလောင်းချပေးရတယ်အဖေကတော့ငရုတ်သီးမဲ့တွေကိုအထူပါညီအောင်ဖြတ်ပြီးလှမ်းနဲ့တောင်းဝင်ယူတယ်ဒီနေ့မနက်ငရုတ်သီးခုတယ်ဗျခုပြီးတော့လှမ်းထားပါဗျငရုတ်သီးကခေါင်းသီးပထမဆုံးစခိုးတဲ့အတိမို့လို့စဲအိပ်ပဲရရတယ်ဗျ ညနေရောက်တော့ဖေကငရုတ်သေးခင်းလေးကိုမျောစာရီလိုက်ဖြူတယ်။ညရောက်တော့ညရည်နဲ့ပဲကျုံနဲ့အဖေလေးရေထက်တင်ထားလိုက်တယ်။ငရုတ်သေးခူးချိန်ဆိုခူးပြရနဲ့ရေထက်တင်ရတယ်ဗျ။ရေတင်ပြီးတပတ်လောက်နေရင်ငရုတ်သေးတွေကထက်မဲ့လာရောဗျ။အဲ့ချိန်ကျထခုရအောင်ပေါ့ဗျာ။ဒီမနဲ့ကျုပ်တို့ဖြတ်ထားတဲ့လမှုပင်အပိုင်းတွေကိုကျုပ်ပစိမ့်နဲ့ခွဲပြီးထင်းလုံနေရဗျ။လမှုသားတွေကအစိုးဆိုတော့ပေါက်ရတိတ်အဆင်မပြေဘူး။ကျုပ်လည်းပေါက်နေရင်ချွေးထွက်လာနဲ့အင်ဂျီကိုချွတ်ထားလိုက်တယ်။အလုတ်ကြိုးစားလိုက်လားဖို့တို့ ကျုပ်လည်းအနောက်ဘက်ကအတန်းကျလိုက်တော့ထင်းပေါက်နေရာရပ်ပြီးလှည့်ကြည့်လိုက်တယ်။လေဘောစိန်ပါဗျ။ရွာမှာစိန်ပါနှစ်ယောက်ရှိတယ်။ရွာတောင်ပိုင်းမှာက လေဘောစိန်ပါနဲ့ရွာမြောက်ပိုင်းမှာကကလားစိန်ပါဆိုပြီးရှိတယ်ဗျ။အခုကျုပ်စီကိုလာတာကလေဘောစိန်ပါ။လေဘောစိန်ပါကအသားဖြူဖြူအရက်ကရှိရှိနေဗျ။ပြီးတော့သူကလူပြိုကြီးစကားပြောရင်လေလေကြီးလေကြီးအင်မတန်ပြောတတ်တာ။ဒါကြောင့်သူ့ကိုတွေ့ရလုံးကလေဘောစိန်ပါလို့နာမည်ပေးထားကြတာ။သူကလေသူ့ကိုလေဘောစိန်ပါလို့ခေါ်တာကိုစိတ်မဆိုးဘူးဗျ။ ကိုလေးပေါ်အေးကိုစိမ့်ပါဘလို့များလမ်းမပြီးရောက်လာတယ်လေရွာရဲမှာငေယုတ်တီလိုက်ဝယ်နေရကွာဖေငါငေယုတ်တီချောင်းဖို့ရှိတယ်လေလို့စုံစမ်းနေရမင်းတို့ငေယုတ်တီတွေရော၆ပြီလားလေပေါ်စိမ့်မကရွာမှာငေယုတ်တီဝယ်ပြီးစုထားတာဗျပြီးမှမြို့ကိုတက်ပြီးရောက်လာအခုလေသူကငေယုတ်တီခုနေကြပြီးစွာသိလို့ရွာထဲမှာလိုက်စုံစမ်းနေရဗျမချောက်သေးဘူးကိုစိမ့်မမနေ့ကတနေ့ပဲလှမ်းရသေးတာသုံးနေလောက်လှမ်းရမယ်ထင်တယ်အေးငေယုတ်တီ၆ရင်လေရောင်းမယ်ဆိုအင်ကိုလာပြောလေဒါနဲ့မင်းကအထက်လန်းစရာကြီးနဲ့တွေ့ပြီး ဆေးကောင်းနေရထားရင်ဆိုငါမင်းရဲ့တရင်နေကြားထားတယ်။ပြီးရတော့ကောင်းနေဆေးလေးရှင်ညပါအောင်ကွာ။ငါလည်းလူပြိုကြီးပေါ်ကနေကျွတ်ချင်လာပြီ။ကိုစိန်ဘာကလည်းဗျာအဲ့လိုမဟုတ်ပါဘူး။ကျုပ်စီမှာဆရာကြီးတွေပြီးခဲ့တဲ့အင်ဂျင်နီဆေးဝါးတွေရှိပေမဲ့ပြီးရစီတော့မရှိဘူးဗျ။ကျုပ်မှာတော့စိတ်မဲ့သူမရှိသေးအောင်ပဲကြည့်။ဟာအေးပါဖို့ထူရ။ဒါဆိုလဲထင်းအောင်ဆက်ပေါက်လိုက်အောင်။ငါလည်းဘသူရေးစီမှာငေုပ်သေးချောင်းပို့ရှိလဲလိုက်မေးလိုက်အောင်မယ်။ကိုစိန်ဘာကပြောပြီးရွာထဲကိုပြန်ထွက်သွားတယ်။ကျုပ်လည်းထင်းကိုဆက်ပြီးပေါက်နေလိုက်တယ်။ ရုပ်သီးတွေလှမ်းထားတာ6ပြီဗျကျွတ်တို့လည်းအင်းကိုပြန်ယူလာလိုက်တယ်ရုပ်သီးတွေက6ပြီအရန်ကျွတ်နေလို့အင်းရှိမှပဲတာလဘက်ကိုဖြန့်ပြီးထားလိုက်တယ်ညဘက်နှင်းကြရင်နှင်းရထိပြီးကျွတ်နေငုပ်သီးနည်းနည်းဆိုးသွားအောင်ပေါ့ဗျမဟုတ်ရင်ငုပ်သီးတွေက6နေရောအေးသေးထိုင်ကြည့်ပြီးအမုံတွေဖြစ်ကုန်တာမလို့ဗျမနေ့ကျတော့အဖေနဲ့မိကတာလဘက်ထရငုပ်သီးစီဖောင်းမချောက်ပဲဖောင်းကြံနေတဲ့ငုပ်သီးနဲ့ဖလန့်ဖြူတပိုင်းကပိုးစားထားပြီးဖြူနေတဲ့ငုပ်သီးတွေကိုရွေးနေရဲ့ဗျအဲ့လိုရွေးပြီးငုပ်သီးတွေကကောင်းမှရောင်းမှန်းလှပါပေါ့ဗျာ ဖို့ထုနင့်ကိုလေဘောစင်ပါကိုသွားပြောရုပ်သီးတရာ၆နေပြီလို့ယူခြင်းညနေလာယူလို့ရပြီလို့ဟုတ်ကဲ့မီရုပ်သီးရဘဲစီဖြစ်ဖြစ်အမေရောက်မှလားအေးရောက်မှပေါ့ဟဲ့အခုချိန်ငရုပ်သီးဈေးကောင်းနေရဲ့အမေကတုတ်ကိုပြောတော့တုတ်လေလေဘောစင်ပါစီရှိရဲ့ရွာတော်မိုင်းကိုထွက်လာပေါ့ဗျာလေဘောစင်ပါရဲ့အင်းရှိကိုရောက်ပြီဗျလေဘောစင်ပါရဲ့အင်းရှိမှာမကြီးပင်အကြီးကြီးတစ်ပင်ရှိတယ်တုတ်လေအင်းတဲမဝင်ခင်သူတို့အရင်မျက်ဆောင်တို့နေရာကမြေကွက်မှာအင်းတိန်ဆောင်နေရာတွေ့ရဲ့ဗျဘု து အိမ်မန်တော့တုတ်လေမသိဘူး အဲ့အိမ်ကလူနဲ့လက်သမားဆရာကိုလည်းကျုပ်မသိဘူးဗျကျုပ်လည်းလေဘောစင်ပါရဲ့အင်းကိုဝင်လာလိုက်တာပေါ့ဗျအင်းရှိမှာတော့ကိုစင်ပါရဲ့အမေအကြီးအေးမြညှုပ်သီးထဲတဲ့အိတ်တွေကိုထပ်ပြီးတော့စီနေတယ်ဗျအကြီးကိုစင်ပါရောညင်ကိုစင်ပါဟိုမှာလေမကြီးပင်ပေါ်မှာအဲ့တော့မှကျုပ်လည်းအပင်ပေါ်ကြည့်မိရဲ့လေဘောစင်ပါကပစိုးကိုကရောင်းကြိုက်ပြီးမကြီးရွက်ခူးနေရဗျကိုစင်ပါမကြီးရွက်နဲ့ဟင်းကြိုလောက်တော့မလို့လားဗျအေးဖို့သူမင်းမှာနှင်းမုံလေးမကြီးရွက်ဟင်းကြိုတောက်ချင်နေဆိုလို့ ငါတက်ခူနေရနင်းမုံဆိုတာလေဘောစိန်ပါရဲ့ညီမဗျကျုပ်ထတ်တော်ကြီးရဲ့ကျုပ်လည်းလေဘောစိန်ပါကိုအော်မဆောက်နေရပေါ့ဗျာခဏကြာမှလေဘောစိန်ပါကမကြီးပင်မောဟာနေစင်းလာရဲဗျလက်ထဲမှာတော့မကြီးရဲ့နုနုလေးတွေကိုကင်ထားတယ်အောက်ကိုရောက်တော့လေဘောစိန်ပါကပစို့ကရောင်းကြိုက်ထားကိုဖြေးလိုက်ပြီးပစို့ပြင်ဝဲလိုက်တယ်ပြီးတော့မကြီးရွက်တွေကိုမိဖို့ကြောင်းထဲမှာထမင်းအိုးတဲနေရဲ့အမနှင်းမုံသွားပေးလိုက်တယ်ဖို့ထူမင်းတို့ငယ်ုပ်ကြီး၆ပြီမလားဟုတ်တယ်၆ပြီကိုစိန်ပါ အဲ့ဒါအမေကြီးကကိုစိန်ဖယူမယ်ဆိုဒီညနေလာယူလို့ရပြီဆိုတာလာပြောခိုင်းလို့အေးညနေငါလာခဲ့မယ်ဒါနဲ့ဖို့တို့မင်းငါမျိုးကိုတက်ပြီးငွေသေးရောင်းရင်လိုက်ခဲ့မလားမျိုးရောက်ဖူးရဲရှိအောင်အမေကိုစိန်မကလည်းကျုပ်လေးမျိုးနှစ်ခါလောက်ရောက်ဖူးပါရဲဗျရောက်ဖူးလေငါနဲ့တစ်ခါလောက်လိုက်ခဲ့ကွာအတွေ့အကြုံလည်းရရပေါ့ပြီးတော့ငါအဖို့မရှိလို့ကွာအစရိယာအဖို့မရှိ မရှိဘူးပြောပါလားကိုစိန်မရဲ့ဘယ်နေသွားမှလဲဒီတစ်ပတ်အတွင်းပဲကွာတော်မင်းနေလာပြောလေဗျာကျုပ်အလုပ်အားရင်တော့လိုက်ခဲ့မှာပေါ့ အာမအလိုက်ခဲ့ကွာလေဘောစိန်မကအတင်းခေါ်နေရနဲ့ကျုပ်လဲလိုက်ဖို့သဘောတူလိုက်တယ်ကျုပ်နဲ့လေဘောစိန်မစကားပြောနေရင်ကျုပ်ကမျက်စောင်းတို့မှစောင့်နေရင်အင်ကိုတွေးမိသွားပြီးကိုစိန်ဘောက်ကိုမေးလိုက်တယ်ကိုစိန်ဘောက်ဟိုနားမှာစောင့်နေတဲ့အင်ကဘသူအင်လဲအဲ့ဒီအင်ကဥတာပေါ်နဲ့ဒေါ်မေယုံဆိုရယ်လင်မယားနှစ်ယောက်ရဲ့အင်ကွာသူတို့မှာသမီးတစ်ယောက်ရှိရဲ့ထားခဲနဲ့သူတို့မိသားစုကဒီကိုပြောင်းလာတာမကြသေးဘူးကွာဒီအင်ကိုစောင့်နေရတော့တလားလောက်ရှိပြီလက်သမားဆရာကလည်းတယောက်သေးကွာတခြားအင်ကိုစောင့်တဲ့လူမတွေ့ဘူး ငါ့ကိုလေကိုရွာထဲမှာနေမဲ့လို့ဆိုတော့ကိုလို့ဖို့သွားပြင်မယ်။နှင်းလို့ခံရရဲကွာ။သူတို့တွေများကသဘောတော်ကောင်းမဲ့ပုံပေါ်ပြင်မယ်။သူတို့ကငါတို့ကူညီရအောင်လက်မခံဘူး။ပြီးတော့သူတို့နဲ့ငါတို့ရွာတွေနဲ့အဆက်အဆံတိတ်မရှိကြဘူး။လေဘောစိန်ပါကကျုပ်ကိုပြောပြနေတော့အဲ့ဒီအိမ်ဘက်ကနေအတန်နေကြားလိုက်ရရဲဗျ။ခမောက်ကျုပ်ကိုလက်ခတိုးမပေးကျုပ်ခမောက်အိမ်ကိုဆက်ပြီးတော့မဆောက်ပေးနိုင်တော့ဘူး။ခမောက်ဒီလိုခရီးမတီးလို့ဘယ်ရမလဲ။ကျုပ်တို့ခမောက်ငှားကြရတခါလေအပြက်ပြောထားပြီးသားလေ။ဟုတ်တယ်ပြောထားပြီးသားဆိုပေမဲ့ ခမရတော့ပို့ပို့တယ်လက်သမားဆိုလို့ကျုပ်တယောက်တည်းလုံနေရကိုဟိုဟာလဲကျုပ်ဒီဟာလဲကျုပ်ပဲလုံနေရတာအခုကျုပ်မလုံနိုင်တော့ဘူးခမရတော့ငါတော့အတမျိုးအခုကအလုပ်တွေကိုပို့ပြီးခိုင်းနေကျုပ်ဒီမှာလုံနေရတာတလားလောက်ရှိပြီကျုပ်အိမ်ကိုလည်းကျုပ်ပြန်ကျင်နေပြီခမရပြန်ကျင်ရင်လည်းပြန်ခမရပြန်ရင်ခမရကိုငါတော့ငါပြောထားတဲ့လက်ခပတ်စံလေးကျုပ်တို့ကတရားမှမပေးနိုင်ဘူးဘာကွာမင်းတို့ကလူပွားဝါလာကြီးလားကျုပ်နဲ့လေဘောစိန်ပါလေအင်းဆောင်ကြီးရဲ့ဘက်ကစကားတန်တွေကိုကြားနေရတဲ့အဲ့ဒီအိမ်ဘက်ကိုထွက်လာလိုက်တယ် လက်သမားဆရာနဲ့ဥတာပေါ်နေရစကားများရာကနေလက်တွေပါတော့မှာဗျကျို့တို့လည်းဝင်တာပြီးလက်သမားဆရာကိုလီဘောစိန်ပိုင်အင်းကိုခေါ်သွားလိုက်တယ်လက်သမားဆရာရဲ့စိတ်လျှော့ပါဗျာရော့ရင်းနှွေးလေးတောက်လိုက်အောင်ဒီလူတွေလူပေါင်းဝလုံးလို့ပါဗျာဒီလူတွေကျုပ်ကြောင့်သိစီရမယ်ငါနာမည်စံထောနေကွမဟုတ်တာမလုပ်ပါနဲ့ဗျာတယောက်နဲ့တယောက်အညိုတီမထားကြပါနဲ့လီဘောစိန်ပါကလက်သမားဆရာကိုစိတ်လျှော့ဖို့ပြောနေရဲ့ဗျတော်တော်ကြာပြောပြီးတော့မှလက်သမားဆရာလည်းဒေါသပြေသွားပုံပဲဗျာ တော်တော်ကြာကြာပြောပြီးမှလက်သမားစီအားလည်းဒေါသပြေသွားပုံပဲဗျခဏနေတော့သူလည်းအင်းဆောင်နေတဲ့နေရာကိုပြန်သွားတယ်ကျုပ်လည်းအင်းကိုပြန်လျှောက်လာခဲ့ရပါဗျာကျုပ်ရဲ့အတွေ့အထိမှာတော့လက်သမားစီအားကိုသွားပြီးခေါ်တော့ကအင်းတရနေအင်းပြင်ကိုလှမ်းကြည့်နေရဲ့မျက်လုံးဝိုင်းနဲ့ကောင်မလေးရဲ့ပုံရိပ်ကိုပဲတွေးနေမိရဲ့ဗျဒီကောင်မလေးကလေဘောစိန်ဖပြောတဲ့ထားခင်ဆွဲကောင်မလေးပဲဖြစ်ရမယ်ကျုပ်မျက်လုံးထဲမှာဒီကောင်မလေးကချစ်စရာလေးဗျကျုပ်လည်းကောင်မလေးကိုမြင်ပြီးစိတ်ထဲဘလို့ဖြစ်သွားရင်မသိဘူးဗျာညနေကျတော့လေဘောစိန်မှာ ငွေသေးအိတ်တွေကိုချိန်ဝင်နဲ့ချိန်ပြီးလဲနဲ့လာယူသွားတယ်ဗျ။ပတ်စံလေးတခါရဲရှင်းခဲ့တယ်။တရက်နှစ်လောက်နေတော့ကျုံနဲ့လေဘောစိမနဲ့ငွေသေးတွေကိုမြို့မှာသွားရောက်နေဗျ။လေဘောစိမမှာဆက်လေးရှိရယ်။ဆက်လေးနဲ့ဆိုတော့ကျူတူလှော်တန်းနဲ့လှော်ကြမလို့ပေါ့ဗျာ။ကျုပ်ကရှေ့အားထိုင်ပြီးလေဘောစိမမောင်းတာပေါ့။ဒီလိုနဲ့တပတ်လောက်နေတော့ငွေသေးမိတွေထက်ခူးတာပေါ့ဗျာ။ဒီရက်ပိုင်းတော့ဒီလိုပဲလက်ပတ်နေရပေါ့။တနေ့ကျုပ်ရေးချိုးပြီးအင်းရှိကုတ်ပြမှာထိုင်ပြီးနားနေတော့လေဘောစိန်ပါနဲ့အတူကိုစိန်မတို့ဘေးင်က အရင်မဲတွေရဲ့သားကိုဖိုးကြီးတို့ရောက်လာရဲ့ဗျသူတို့ပုံစံကညာဘက်တိအိတ်မရပဲဖြစ်နေရဲ့ပုံပဲဗျမျက်ကွင်းတွေညိုနေပြီးပိန်နေပိန်သွားတယ်ကိုစိန်ပါဘလို့ဖြစ်တာလဲဗျမျက်တွင်းတွေလည်းခြိုက်လို့လေဘောစိန်ပါတို့ကကိုပြစ်မှာဝယ်ထိုင်လိုက်တယ်ပြီးတော့ဖို့ထူရင်မိမဆွေးစမ်းကောင်းနေရှင်ငါတို့ကိုကူညီပါဦးကွာငါတို့အိမ်မှာပြဿနာတက်နေလို့ဘလို့ပြဿနာလဲကိုစိန်ပါရဲ့ကျုပ်ကိုတေချာပြောပြပါအောင်ကျုပ်ကိုညီနိုင်ကိုညီမှာပါ။ဘာပြဿနာလဲတော့ငါလည်းတေချာမသိဘူးဖို့ထူရင်အရင်ရက်က ငါလည်းငရုတ်သီးတွေလိုက်ဝယ်တာပေါ့ကွာရွာတွေကငရုတ်သီးတွေဝယ်ပြီးတော့တခြားရွာငရုတ်သီးတွေလည်းလိုက်ဝယ်တာပေါ့အဲ့လိုလိုက်ဝယ်ပြီးလို့အင်ကိုပြန်တော့ညနေစောင်းနေပြီငါလည်းရေချိုးပြီးအဝယ်စားလဲရပေါ့အဝယ်စားလဲပြီးတော့မိုးဟာချုပ်နေပြီးကွာငါလည်းထမင်းစားရပေါ့ငါထမင်းစားနေတော့ငါညမနှင်းမောင်ကရက်တောင်နဲ့ရက်ခတ်ပေးနေရအမေကတော့ငါ့ကိုအယောင်းဝယ်ချောင်မေးတာပေါ့ငါတို့အဲ့လိုလုပ်နေချင်းငါထမင်းစားနေတဲ့ခုံကလေပေါ်မြောက်တက်လာရောကွာငါ့ကိုလည်းလန့်သွားပေါ့အဲ့ရပြီးတော့ခုံကအောက်ကိုပြန်ကျသွားသေးရဲ့ကွာ ါလဲထမဲဆက်စားနေခြင်းခုံနေရောပကန်နေရောအီမာရှိရဲ့ပစ္စည်းရဲ့အကုန်လုံးလေပေါ်မြောက်တက်နေရောကငါ့ကိုလဲလှမ်းပြီးအကုန်လုံးအင်ပေါ်ကနေဆင်းပြေးရပေါ့ပြီးတော့ငါ့တို့လိုပဲဘေးငါတော်မဲတူမိသားစုတွေလဲအပြင်ပြေးထွက်လာနေကြတာတွေ့လိုက်ရတယ်ငါ့ကိုလဲသူတို့ကိုအကျိုးချောင်မေးကြရပေါ့အဲ့မှာဖိုးရီတို့ကသူတို့ရဲ့အဖြစ်ပြက်ကိုပြောပြတယ်ကဲဖိုးရီမင်းတို့ရဲ့အဖြစ်ပြက်ကိုမင်းကိုယ်တိုင်ပဲပြောပြလိုက်ကွာလေပေါ်စိန်မကတော်မဲတူရဲ့သားကိုဖိုးအီကိုပြောခိုင်းလိုက်တယ်ဗျကိုဖိုးရလည်း စိန်ဘောင်းမိသားစုအိမ်ကနေအပြင်ကိုပြေးထွက်ခဲ့ညပေါ်ကွာငါအိမ်မှာဝတ္ထုဆောင်ကိုဖတ်နေခဲ့တာကွာအဲ့ချိန်ငါတို့ရဲ့အင်ခေါင်းမိုးကနေဂလုံးဂလုံးနဲ့အတန်နေကြားလိုက်ရတယ်ကွာငါတို့အိမ်ကသူ့မိုးနဲ့ဒီနေ့ထင်ရကားလေးကွာအဲ့တော့သူ့ပေါ်တခုကြရင်အတန်ကျေးကြရတာခဏနေတော့အတန်ပျောက်သွားတယ်ကွာပြီးတော့မှဆက်မပြတ်ပဲဂလုံးဂလုံးနဲ့မြည်နေတော့တာငါလည်းဆောင်းကိုပေးလိုက်ပြီးအမျိုးစီကိုသွားအောင်ပေါ့အချိန်မတော်မိုးရွာနေရလားလို့ငါမိုးရွာနေတဲ့ထင်ပြီးတော့ငါမျိုးမေးလိုက်သေးတယ် အဲ့လိုမင်းနေတော့ငါရဲ့မျက်နှာကိုခဲလုံးတစ်လုံးကလာမှန်နေကွငါလဲဆေးဆိုးပြီးအင်ပြိုထွက်လိုက်တာပေါ့အဲ့တော့မှထွေးဆန်းအောင်တွေးလိုက်ရတယ်အပြက်မှာဘသူမှမရှိပဲခဲလုံးကငါတို့အိမ်ကိုကြာနေရကွငါလဲအမေကိုအင်ပြေအမြန်ထွက်ခိုင်းလိုက်တယ်ပြီးတော့လေဘောစိန်ပါတို့တားမင်းနဲ့တွေ့ပြီးအကျိုးကြောင့်ပြောပြခဲ့ကြတာကိုဖိုးကြီးပြောပြီးတော့ကျုပ်လည်းတော်တော်စဉ်းစားကြက်သွားတယ်ဗျပြီးတော့လေဘောစိန်မှဆက်ပြောသေးရရှိသေးတယ်အဲ့ဒါကဒီဖြစ်ပျက်တည်းကနေဘက်ဆိုမဖြစ်ပဲညဘက်ပဲဖြစ်တာတယ်ဗျ ီးတော့လေဘောစိမကအခုမှရွာကိုပြောင်းလာတဲ့ဥတာပေါ်ရမီသားစုလေတန်တရားဝင်နေရဗျသူတို့ရောက်လာမှဒီလိုဖြစ်ရဲဆိုပြီးတော့ပေါ့ဗျာကိုစိမတို့အခုလိုဖြစ်တာဘယ်နှညာရှိပြီလဲတုံညာရှိပြီဖို့ထူအင်းကျွတ်တို့အရင်ဆုံးကိုစိမနဲ့ကိုဖိုးတို့အိမ်ကိုတားကြည့်ရအောင်ကျုပ်ကပြောပြီးလေဘောစိမတို့အိမ်ဘက်ကိုထွက်ခဲ့တယ်အရင်ဆုံးကျုပ်တို့ကကိုဖိုးရဲ့အိမ်ကိုသွားတယ်ဗျပြောအိမ်ပေါ်တူတူတက်သွားကြတယ်။အိမ်ထဲမှာတော့ဒေါ်မဲတူဟာစောင့်နေရဗျ။ပြီးတော့အကြီးမဲတူဟာ ဖို့ထုရဲ့အကြီးတို့အိမ်ဘာဖြစ်တယ်မသိဘူးအကြီးတို့ကူညီပါအောင်ကျုပ်လည်းစေအေးထားဖို့ပြောလိုက်ပြီးအကြီးမဲတူတို့ကောက်ထားတဲ့ခဲလုံးတွေကိုကြည့်လိုက်တယ်အကြီးမဲတူတို့ကသူတို့အိမ်ကိုပြတဲ့ခဲလုံးတွေကိုကောက်ပြီးစကောတွေထည့်ထားတာဗျကျုပ်လည်းစကောတွေကိုကြည့်လိုက်တော့ရွှွန်ခဲတွေရောအုတ်ခဲအပိုင်းစားတွေရောပါနေတာဗျကျုပ်လည်းတေချာမပြောတတ်သေးဘူးကိုစိမနဲ့ကိုဖိုးကြီးဒီညတညတော့ကျုပ်ဒီမှာအိမ်မယ်ဗျာအချိန်နေစောင့်ကြည့်ပြီးမှဘယ်လိုလုပ်ရမလဲဆိုတာစဉ်းစားလို့ရမှာကျုပ်ခုတော့အိမ်ပြန်ပြီးလွှဲပြန်ကုန်မယ်ညနေတော့ကျုပ်ပြန်လာခဲ့မယ် အရင်ကြီးလဲစိတ်ညစ်မနေပါနဲ့လူတွေရဲ့အတက်အတည်းထိခိုက်မှုမရှိတော့ပါဘူးကျုပ်ကလေဘောစိန်မာတို့အခုလိုဖြစ်တာကနှစ်ရက်သုံးရက်ရှိပြီဆိုတော့လူတော့အတန့်တည်းမပေးလောက်ဘူးတွေးမိပြီးပြောလိုက်တာဗျပြီးတော့အင်းကိုပြန်ပြီးစီးတွေအင်းတွေထဲထားတဲ့လွဲကိုပြန်ယူလိုက်တယ်အင်းတွေကိုလည်းပုံမင်းထင်တင်မိထားတဲ့အတိုင်းအင်းတို့ကာလာနဲ့နှိုးထားလိုက်တယ်အမေတို့ကလည်းလေဘောစိန်မာတို့အင်းမှာကိစ္စရှိလို့တွားရမယ်လို့ပြောပြီးတော့ညနေပိုင်းမှာကျုပ်ထွက်လာလိုက်တယ်ကျုပ်ရောက်တော့လေဘောစိန်မာတို့အင်းကိုဝန်းသွားလိုက်တယ် လေဘောစိန်မရဲ့အိမ်မှာဒေါ်မဲတူကိုသားအမိရဲ့ကိုစိန်မတို့မိသားစုကအတူတူရှိနေရဗျဒေါ်မဲတူကိုသားမိကလည်းသူတို့အိမ်မှာမနေရဲလို့ပေါ့ဗျာငိုးချုပ်သွားပြီဗျကျုပ်လည်းမျက်ကွင်းစီကိုမျက်လုံးမှကွင်းထားလိုက်တယ်ဒီလိုနဲ့ကျုပ်တို့အိမ်ပေါ်မှာထိုင်နေတော့လေဘောစိန်မရဲ့အိမ်မောပစ္စည်းအကုန်လုံးကလေဘောမြောက်တက်လာတာဗျကျုပ်လည်းအိမ်အောင်ဆင်းပြီးပပတ်လေးကိုကြည့်လိုက်တော့အိန္ဒိယပစ္စည်းပဲလေဘောမြောက်နေရဗျအိမ်ပြန်ငြုပ်သေးအိတ်တွေထားနေရကအိတ်တွေဟာပုံမှန်အတိုင်းပဲရှိနေရကိုတွေ့လိုက်ရတယ် ကျုပ်အင်ခေါမိုးပေါ်ကြည့်လိုက်တော့အမွေးဆုပ်ဖားနဲ့အိမ်လောက်ရှိရဲ့ခန္ဓာကိုယ်နဲ့တရေကြီးတစ်ကောင်တွေ့လိုက်ရတယ်ဗျ။အဲ့ချိန်ကျုပ်လည်းလေဘောစိန်မတို့အော်ပြောလိုက်တယ်။ကိုစိန်မတို့အကုန်လုံးအိမ်ပြုံထွက်ခဲ့ကြအောင်ပြုကျုပ်အော်တန်းကြတော့ကိုစိန်မတို့အကုန်လုံးကအိမ်ပြုံပြေးထွက်လာလိုက်ကြတယ်။သူတို့လည်းအိမ်ကိုကြည့်လိုက်တော့အင်္ဂါလေဘောမြောက်တက်နေပြီဗျ။အကုန်လုံးလည်းထိတ်လန့်သွားကြတယ်။အင်္ဂါလေဘောမှာကျိုးနဲ့ဆွဲထားသလိုမြေကြီးနဲ့တထောင်လောက်ကွာနေရဗျ။ကျုပ်မြင်နေရကတော့တရေကြီးကလေဘောစိန်ဖားရဲ့အိမ်ကိုကင်မြောက်ထားတာဗျ။ တို့တို့လည်းတက်ဆက်တဲ့အေးမဲတို့တို့အိမ်ဘက်ကိုကြည့်လိုက်တော့အိမ်ထဲကိုဘယ်ရောက်လာမှန်းမသိတဲ့ခဲလုံးနေရဝင်းနေရကိုတွေ့လိုက်ရတယ်။သူ့အပေါ်ကြတဲ့ခဲလုံးတန်နေရမသိရင်မိုးသည်ရဲ့ကျွေးနေသူတို့မှတ်ရတယ်။ကျွေးရဲ့မျက်လုံးထဲမှာတော့နာနာဘဝတွေအများကြီးကခဲလုံးတွေနဲ့အေးမဲတို့ရဲ့အိမ်ကိုပြစ်ပေါက်နေရကိုမြင်နေရရဲ့ဗျ။ကျို့တို့ရဲ့ဓာရီကိုမြင်ပြီးထိတ်လန့်နေပေမဲ့မျက်ဆောင်တို့အင်းကဥတာပေါ်ရွေအင်တကားကပွင့်မလာသလိုဘာတမ်းမှလည်းမကြားရဘူးဗျကျို့လေသူတို့နည်းနည်းရောတန်တရားဝင်သွားတယ် ီကိစ္စတွေကိုသူတို့လုပ်နေရလားဆိုပြီးတော့ပေါ့ကျုပ်တို့အတန်းကြောင့်ဘေးငါတွေလည်းထွက်ပြေးလာကြည့်ကြရဲဗျအဲ့ထဲမှာဥတာပေါ်တော့မပါဘူးဗျရွာရရတွေလည်းတယောက်တစ်ပေါက်ပြောနေကြပေါ့မနက်၄နာရီလောက်ရောက်မှအရင်မဲတို့အင်းကိုခဲလုံးနဲ့ပြစ်နေရဲ့နာနာဘဝကြီးလည်းပျောက်သွားရဲဗျပြီးတော့လေဘောစိန်ပိုင်းအင်းကိုကင်မြောက်ထိုင်တည့်ရဲကြည့်ရလဲအင်းကိုပြန်ချထားလိုက်ပြီးသူလည်းပျောက်သွားတယ်လေဘောစိန်မနဲ့ရွာသူရွာသားတွေရဲ့အမျက်မှာတော့အင်းကြီးကပုံမှန်အတိုင်းပြန်ဖြစ်သွားအောင်ကိုပဲတွေ့နေရပေါ့ဗျာ ကျုပ်တယောက်တည်းသာလာနာဘဝတွေကိုမြင်နေရအောင်ပေါ့ဘေးငါလူတွေလည်းတယောက်တစ်ပါးပြောနေကြပြီးခဏနေတော့ပြန်အိတ်ကုန်ကြတယ်ကျုပ်တို့လည်းနေဘောစိမ်းမရဲ့အင်တဲဝင်ပြီးစကားဆက်ပြောခဲ့ကြတယ်ဘရင်ညရီကအိန္ဒိယပစ္စည်းပဲလေဘောမြောက်တက်တာဖို့သူဒီညမှာအိမ်မှာလေဘောမြောက်တက်တယ်ဆိုတော့ပူဆိုးလာပဲဖို့သူဟုတ်တယ်ကိုစိမ်းပါကိုစိမ်းမတို့အိမ်ကိုတရေကြီးတကောင်ကကင်မြောက်လို့အိမ်ကလေဘောမြောက်သွားပါဗျပြီးတော့အရေးမဲလူတို့အိမ်ကိုနာနာဘဝအများကြီးရခဲရင်လည်းပြစ်နေခဲ့တာဟေး တရေကြီးနဲ့နာနာပါမရီဟုတ်လားဖိုးသူဟုတ်တယ်ကိုစိန်ပါကျွတ်တို့ဒီလိုဖြစ်နေရတာဥတာပေါ်ရင်အားလူတွေကတစ်ချက်မှထွက်လာမတွေ့ဘူးအဲအကြောင်းကလည်းသူတို့ကိုတန်တရားဝန်တာပေါ်ဖိုးသူရဒါနဲ့ငေါအခုလိုပထမဆုံးစဖြစ်တဲ့ညကတော့သူတို့အိမ်ဘက်ကဟိုကောင်မလေးရဲ့အထိတ်တလန့်အော်တန်ကိုကြားခဲ့ရတယ်ကျုပ်လည်းဒီကိစ္စကိုဘယ်လိုမှမစင်စားတတ်တော်ဘူးဗျဒါနဲ့မိုးလင်းကနေပြီဆိုတော့တရေကြီးထပ်မလာတော့ဘူးဆိုပြီးကျွတ်တို့လည်းစိတ်ချလက်ချအိတ်လိုက်ကြတယ်ကျုပ်ကမအိတ်ခင်မင်းစာရုပ်ထုကို ဘသူမှမမြောင်လက်ကကိုင်းလိုက်တယ်။ပြီးတော့နာတော့တိကျနိုင်မေးလိုက်တယ်။နာတော့အခုငါတို့ကြုံတွေ့နေရအရာကိုမင်းသိလား။နာတော့ရဲ့ပြန်ဖြေတောင်မကြားရဘူးဗျ။နာတော့မင်းသိငါ့ကိုပြောပြအောင်။နာတော့ရဲ့ပြန်ဖြေတောင်မကြားရနဲ့ကျုပ်လည်းအိပ်ပြောသွားခဲ့တယ်။မင်းစားလေးနာတော့နဲ့တွေ့ခဲ့တဲ့ကွင်းပြင်ကဘနာပင်ကြီးအောင်မှာကျုပ်နိုးလာခဲ့တယ်။ကျုပ်ရှိမှာတော့နာတော့ကရှေ့ခေတ်အဝတ်စားနဲ့ရက်နေရဲ့ဗျ။ကိုဖို့ထုမေးတဲ့ချိန်မဖြေပေးနိုင်ခဲ့တာတောင်းပန်ပါတယ်ကျုပ်အပြစ်ချိုးဖောက်နေရဲ့မင်းစားတကောင်ကိုအပြစ်စီရင်ဖို့ လုပ်နေခဲ့ရလို့ပါ။ရပါတယ်။အခုမင်းငါမေးရဖြေလို့ရပြီလား။ဟုတ်ကဲ့။ကိုဖိုတူအခုကြုံနေရတဲ့ပြဿနာက ပုံနကအတိုက်ကြောင့်ဖြစ်နေရပါ။ဘလို့ပုံနကအတိုက်ဟုတ်လားနာတော်ဟုတ်တယ်ကိုဖိုတူပုံနကအတိုက်ဆိုတာပါတယ်ငါ့ကိုရှင်းပြအောင်ပုံနကဆိုတာကနဘလူတပါပါအမှန်တော့ပုံနကဘလူကလောင်ကစားလုပ်တဲ့ဘက်မှာဆွမ်းနာပါ ပုံနကတိုက်တယ်လို့လူကနာမည်တက်လိုက်ကြတာပုံနကဆိုရင်နဘလူကအင်ကိုခဲနဲ့ပေါက်တယ်လို့ဘာလို့ဆိုတာကတော့ဖြစ်နိုင်မဖြစ်နိုင် ကို့ဘာသာကိုစဉ်းစားကြည့်ပါပြီးတော့ပုံနကတိုက်တာနဲ့ပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်မိပုံနက လေးပုံနကခဲပုံနကဆိုပြီးပုံနကတိုင်းနေ၃နေရှိရယ်မိပုံနကဆိုတာကပစ္စည်းတွေကအလိုလိုနေရင်မိထားလောင်နေရလေးပုံနကဆိုတာကပစ္စည်းတွေကသူ့အလိုလိုလေးပုံမြောက်တက်နေရခဲပုံနကဆိုတာကတော့ခဲနဲ့ပေါက်ခံရပါအဲ့ဆိုအခုငါတို့ကြုံတွေ့နေရတာကလေးပုံနကနဲ့ခဲပုံနကနဲ့အတိုက်ခံရပါအမှန်မှာပဲကိုဖို့တို့ ပုံနကတိုက်တယ်ဆိုတာကအောက်လန်းပညာတရသူတို့မွေးထားတဲ့တရေဘလူအောက်နဲ့တေကိုဆေးခိုင်းပြီးလှုပ်ခိုင်းတာရှိသလိုအင်းပညာဆေးရုပ်ပညာနဲ့ဆေးခိုင်းတာလည်းရှိတယ်။ပုံနကတိုက်တော့မယ်ဆိုရင်တိုက်နေသုံးနေတရဘယ်နည်းနဲ့တိုက်မလဲအရင်ရွေးချယ်ရတယ်။ခဲပုံနကတိုက်မယ်ဆိုရင်ပုံနကတိုက်အင်းနှစ်ခုဆီရင်ပြီးအဆောင်ကျန်းနေဆိုပြီးနာမည်ကြီးတဲ့တစ်ပင်ကြီးရဲ့အောက်မှာခေါ်စာပြရတယ်။ပြီးရင်ဆီရင်ထားအင်းကိုတစ်ပင်အောက်မှာမြုပ်ထားရတယ်။တစ်ပင်ရှိမှခဲလုံးလေးအိုခဲလေးပုံထားပြီးဆီရင်ရပါတယ်။ အဲ့တစ်ပင်မှာရှိရဲ့နှစ်ချိုသေးရဲ့အကောင်ကြီးတွေကသူတို့ကိုခိုင်းထိုင်းအင်ကိုဂဲမကုံမချင်းပြစ်ကြပါလိမ့်မယ်။နောက်တော့ပြပြမှာဂဲပုံနကအကြောင်းကြုတ်တိသွားတယ်။အရှိမဲတို့တို့အိမ်မှာဖြစ်နေရကဂဲပုံနကတိုက်ဆွားတယ်ကြုတ်တိသွားပါဗျာ။ဒါဆိုလေဘောစိန်ပါရဲ့အိမ်မှာဖြစ်နေရကလေပုံနကတိုက်ပေါ့နောက်တော့လေပုံနကတိုက်အကြောင်းငါ့ကိုပြပြပါအောင်။ကျုပ်ကနောက်တော့ပြောလိုက်တယ်။လေပုံနကတိုက်နဲ့တိုက်မယ်ဆိုရင်တော့နင်းနေနေရှိရဲ့။အိမ်ထဲမှာရှိနေတဲ့တေးကနှစ်တေးကြာလာတော့အစွမ်းနေကြလာပြီ။ ပစ္စည်းတွေကိုထိကိုက်လို့ရလာတဲ့အဆင့်ကိုသုံးပြီးတိုက်တာရဲပုဏကဆေးဘလူးရုပ်ဆီရင်ပြီးတိုက်တာရဲဆိုပြီးရှိရဲဆေးရုပ်ဆီရင်အနေနဲ့တိုက်မယ်ဆိုရင်အရင်ဆုံးပညာတရားမြင်းစီဘလူးရုပ်ကိုဆင်ရရဲမြင်းရုပ်မှာတောက်တဲ့ခြေလက်တွေကိုဖြတ်ပြီးမဆုပ်ဖျောင်းနဲ့ဆင်ရရဲပြီးတော့ဘလူးရုပ်ကိုအိမ်မြောင်တကောင်ရဲမဆုပ်ဖျောင်းနဲ့ဆင်ရင်ပြီးတိုက်လို့ရရဲတိုက်မယ်ဆိုရင်ဘလူးကိုမြေုပ်ပေါ်တင်ပြီးဂါရာရွတ်တိုက်တဲ့နေပါမတိုက်တော့ဘူးဆိုရင်ဘလူးရုပ်နဲ့မြေုပ်ကိုတက်တက်စီထားလိုက်ရတယ်ဒီဆေးရုပ်စီရင်နေနဲ့ကြတော့မီးလေကဲ ကြိုက်တဲ့အနေနဲ့တိုက်လို့ရပါတယ်။ဒါပေမဲ့ဆေးဥစည်းရင်နေရလဲမလွယ်ပါဘူး။ကျုပ်လည်းနားတော်ပြပြလို့လေဘောစိန်မားနဲ့အရင်မဲထူတို့အိမ်မှာဖြစ်နေရကလေပုံနက်ကနဲ့ခဲပုံနက်ကလက်ချက်မှန်တီးသွားတယ်။နားတော်မြို့ငါမြို့မဲအခုဒီကိစ္စတွေကိုလုပ်နေရကရော်တာမန်းကိုပြောင်းလာတဲ့ဥတာပေါ်လို့ဆိုရဲ့လူတွေရဲ့လက်ချက်လား။နားတော်ခဏစဉ်းစားသွားပြီးမဟုတ်ဘူးကိုဖို့တို့သူတို့ကတာမန်တွေပါ။ပညာသေးမဟုတ်ပါဘူး။အခုသူတို့အိမ်မှာလဲမိပုံနက်ကနဲ့အတိုက်ခံထားရပါတယ်။ဟေးဘလို့နားတော် ဟုတ်တယ်ကိုဖို့သူရတာမိုင်းကကိုစေမအင်းရဲ့ဒေါ်မဲသူအင်းရဲ့ဥတာဘောအင်းရဲ့သူတို့အိမ်သုံးရင်ကပုဏကတိုင်နေတမျိုးစီနဲ့အထိုက်ခံထားရတယ်။နာတို့ရဲ့ဇကားကြတော့ကျုပ်လည်းအံ့ဩသွားတယ်ဗျ။ဥတာဘောရဲ့တမီထခင်အတွက်လဲစိတ်ကသွားပူမိအေး။ဒါကြောင့်နာတို့ကိုမေးလိုက်တယ်။မိပုဏကတိုက်ကရောတော်တော်ဆိုးလာနာတော့ငါတို့သူတို့ဒုက္ခရောက်နေရမမြင်မိပါဘူး။သူတို့တွေကဘာလို့လှုပ်ဝှက်ထားလဲတော့ကျုပ်လည်းမပြောတတ်ဘူးကိုဖို့သူ။သူတို့အိမ်တော့မိပုဏကနဲ့အထိုက်ခံထားရတယ်။ ပြီးတော့မီးပုံနကဆိုတာကတိုက်မယ်ဆိုရင်အင်တွင်းနဲ့ကိုးကွယ်တဲ့အင်ကအင်တွင်းနဲ့နဲ့ပေါင်းပြီးတိုက်ရတာပါပညာတရားအင်တွင်းနဲ့နဲ့အပေးယူလုပ်ပြီးသူ့မွေးထားတဲ့ဘလူတရဲ့အောက်နဲ့တည်းကိုအင်းထဲထည့်ပြီးမီးလောင်လုပ်ရရင်နေပါအဲ့ဆိုသူတို့တုံးရီစလုံးဒုက္ခရောက်နေရပေါ့သူတို့ငါဘလူကဲတင်ရမလဲပုံနကတိုက်ကိုဖြည့်ရှင်းနိုင်တဲ့နေလန့်ရှင်ပြောပါဦးဒီတိုက်တဲ့အကောင်လုံးကအပြားနေပဲလာတဲ့အတိုက်တွေပါကိုဖို့တို့ဒါကြောင့်အတားစီလှုပ်ထားလိုက်ရင်ဝင်လို့မရဘူးတိမ်ပနတ်တို့တိမ်ဝင်တဲ့ဘေးကွဲဦးနဲ့ဆင်းရထားတဲ့ ဝေဒါသာကိုတံပြန်အင်းနေနဲ့အင်းရဲ့လေးတော်မှာချိတ်ဆွဲထားရင်သူတို့ရဲ့ဒုက္ခပေးလို့မရတော့ပါဘူး။ပြီးတော့အဲ့လိုလှုပ်လိုက်လို့နာနာဘာဝတွေကအင်းဒီဝင်မရရင်ရွာတွေကိုဒုက္ခပေးမှာစိုးရတယ်ကိုဖို့သူ။ဒါကြောင့်အမေသားတပိတ်သားဝဲထမင်းကိုနိုးစီဖို့လေးဖို့ချက်ပြီးတင်းကြောင်ဟောသွားပါ။ပြီးရင်မဖဲဝါကိုခေါ်ပြီးနာနာဘာဝတွေကိုထိမ့်သိမ့်ပေးဖို့အကူအညီတောင်းလိုက်ပါ။နာရုံပြောတော့ကျုပ်လည်းဘိုးမင်းထင်နဲ့ဘိုးတီတို့ပေးခဲ့တဲ့အင်းဒီထဲမှာအဲ့အင်းဒီပါရဲစွာတတိယသွားရဲ့ဗျ။ကျုပ်လည်းနာရုံနဲ့ပြောနေရင် နာတော့ကပျောက်သွားပြီးကျုပ်ရဲ့အမြင်အာရုံတွေမဲမောက်သွားခဲ့တယ်။ကျုပ်လေဘောစိန်ပါရဲ့အိမ်မှာပဲအိယာနိုးလာခဲ့တယ်။လေဘောစိန်ပါတို့ကမနှိုးချသေးဘူးဗျ။အမနှင်းမောင်ကတော့ချက်ပြုတ်နေပြီးအချိန်ဝန်းကျင်လိုက်တော့မနက်၈နာရီကျော်ပြီဗျ။ကျုပ်လည်းမျက်နှာတက်ပြီးနာတော့ပြောတဲ့အင်းတွေကိုရှာလိုက်တယ်။တွေ့ပြီဗျ။ဘိုးမေးထင်တဲ့ဘိုးတေပေးခဲ့တဲ့အင်းတွေကအခုအသုံးဝင်လာပြီလေဗျ။အင်ကတော့ရင်ဆိုတော့အင်ဟာ12ခုတော့ကုန်ပါလေဗျာကျုပ်မှရှိတာ12ခုအတိပဲဗျာကျုပ်လည်းဝမ်းသာသွားတယ်ပြီးတော့ကျုပ်လည်းအမနှင်းမောင်ကို မဲသားတပိတ်သားရအောင်ရှာပြီးချက်ခန်းလိုက်တယ်ပြီးတော့ထမင်းလည်းချက်ခန်းလိုက်တယ်ကျုပ်ကတော့လေဘောစိမ်းပါနဲ့အကြီးမဲတူတွေရဲ့အိမ်လေးတော့မှာတင်ဝင်တပိတ်ကွဲနဲ့ဆင်းရထားတဲ့တံမြန်အင်းကိုချိတ်ဆွဲပေးထားလိုက်တယ်ပြီးရနဲ့ကျုပ်ဦးတာပေါ်ရောအင်းကိုတောရအောင်မယ်လေးဗျာဦးတာပေါ်ရောကသူတို့အိမ်မှာမိပုံနှက်ကနဲ့အတိုက်ခံနေရကိုဘာလို့ညင်ခံနေရလဲဆိုပြီးလဲတွေးနေမိရဗျာကျုပ်လည်းကိုစိမ်းမနဲ့ကိုဖိုးကြီးကိုအကျိုးအကြောင်းပြောပြပြီးဦးတာပေါ်ရောရဲ့အင်းရှိကိုတွားလိုက်တယ်အင်းရှိရောက်တော့အေး ို့တို့အိမ်နဲ့ဝင်လာလို့ရလားအဲ့လိုပြောလိုက်တယ်ဒေါ်မေယုံကလည်းကျုပ်ကိုကြိုးဆိုတယ်ဗျဥတာပေါ်ကတော့အိမ်ညောင်တွေ့လိုက်ရတယ်ထားခင်ကတော့ထမင်ချန်စားနေရဲ့ဗျထားခင်ကကျုပ်ပထမတွေ့ခဲ့တုန်းကလိုမျက်လုံးဝိုင်းဝိုင်းလေးနဲ့စပင်ခုတ်ဝဲလေးနဲ့ဗျဒါပေမဲ့သူလည်းမျက်ကွင်းနဲ့ညိုနေရဲ့သူကကျုပ်ကိုပြုံးမြရဲဗျကျုပ်ရင်ကြီးခုန်လာတော့မနေကြီးစိတ်ကိုထိထားရရဲ့ပြို့ငါတို့တို့ကဘသူရဲလဲကွဘာကိစ္စရှိလို့လဲကျွန်တော်နာမည်ကဖိုးထုပါအကြီးကျုပ်ကလေဘောစိန်ပါနဲ့ကိုဖိုးအီတို့ပါ တခိုင်းမိဆက်ပေးလိုက်တယ်။ကျုပ်ကရွာမြောက်ပိုင်းကပါအကြီးအကြီးကိုဒုက္ခရောက်နေရဲစွာကျွန်တော်သိပါတယ်။အကြီးတို့ပုံမွေလည်းလည်းပြောပြလို့ရတယ်။ကျုပ်တို့ရွာသားတွေကအကုန်လုံးကုညီတက်ပါတယ်။အကြီးတို့ပါအန်တဲမှမတွေ့ပါဘူးဖို့ထူရဲ့။အကြီးတို့အိမ်ကမိပုံနကနဲ့အတိုက်ခံထားရကိုအကြီးတို့ကပါလို့ဘာမှမဖြစ်ဘူးလို့လင်ပြောရလေဗျ။ကျုပ်ကအဲ့လိုပြောလိုက်တော့ဒေါ်မေယုံကထိုဆန်တဲ့ပုံစံနဲ့ကျုပ်ကိုကြည့်နေရဲ့ဗျ။ဥတာပေါ်ကလည်းအိနေရကနိုးလာပြီးတော့ကျွတ်တူစကားပြောနေတဲ့နေရာကိုရောက်လာတယ်။ပြီးတော့ နောက်တူတို့ဥရောအမှန်တိုင်းပြပြပါမယ်။ဥရောမြို့ရဲ့တစ်ဖက်ကန်က တောင်ဦးဆွေရွာပါ။ဥရောဒေရွှေညောင်ပင်ရွာရဲ့ကျောင်းထိုင်ဥတုမနာနဲ့ဆွေမျိုးတွေပါ။ဥရောနေရဲ့တောင်ဦးရွာမှာအောက်လန်းပညာသင်ရေးများတယ်။အဲဒါကြောင့်တို့ရင်းနဲ့နေရတာအဆအဆအရရာတိခံပြီးနေခဲ့ရတာ။တော်ကြာတို့နဲ့ပြဿနာဖြစ်မိလို့ဥရောအန်တရပြေးမှလဲကြောက်ရသေးရဲ့မလား။ပြီးတော့ဥရောသမီးလေးအတွက်လဲစိုးရင်နဲ့လေ။အဲဒါကြောင့်ဒေရွှေညောင်ပင်ရွာမှာနေဖို့ပြောင်းလာခဲ့လိုက်ကြတာ။ပြီးတော့တောင်ဦးရွာက လက်သမားဆရာကိုလည်းအင်းဆောက်ဖို့ငှားခဲ့တယ်။ကုလို့ဖို့အလုပ်သမားတွေငှားပြိမယ်ဆိုပေမဲ့သူကမခေါ်ခိုင်းခဲ့ဘူး။တို့လေသူတောင်းတဲ့လက်ခပြိမယ်ဆိုပြီးဒီကိုခေါ်လာခဲ့လိုက်တယ်။အင်းဆောက်ပြီးတော့သူပြန်ဖို့လမ်းစီရဲ့လက်ခရဲ့တခါလေပေးလိုက်မယ်ဆိုပြီးသဘောတူထားခဲ့တာ။ဒီရောက်လို့အင်းဆောက်တော့သူကအရက်တောက်ချင်နေဆိုလို့ညနေတိုင်းသူ့ကိုအရက်လဲတိုက်တယ်။သူတယောက်တည်းအင်းကိုစောင့်နေရတော့အလုပ်ကမတွင်ဘူးပေါ့။အင်းဆောက်တဲ့ရက်တုန်းကဟိုလူငယ်လေးတို့ကလာပြီးကိုကြီးမေပြောပေမဲ့အဲ့လက်သမားဆရာကလက်မခံလို့ဦးတော်ကနှင်းလို့လိုက်ရပါ အဲ့အတွက်ဦးတို့တောင်းပန်ပါတယ်။ဦးတာဘွားပြောရင်ကိုစိန်ဘွားကိုတောင်းပန်လိုက်တယ်။ပြီးတော့ဆက်ပြောတယ်ဗျ။ငါတို့ဖို့တို့စိန်မတို့အိမ်ကိုလာရင်းနေရတယ်။သူကမနှက်ဖက်ကြီးအရက်တောက်ချင်တယ်လို့ပြောနေခဲ့တာ။ဦးတို့ကညနေအလုပ်ပြီးမှတောက်ဖို့ပြောတာပေါ့။အိမ်ဆောက်တာလည်းတလားလောက်ရှိတော့မယ်လေ။အဲ့တော့သူကမကျေနပ်ဘူးဆိုပြီးအိမ်နေရဦးတို့စကားများခဲ့ကြတာ။နောက်ပိုင်းမှတိခဲ့ရကသူကလည်းပညာသည်တယောက်ဖြစ်လို့ဦးတို့တိခဲ့ရတယ်။ဦးတို့လည်းသူကပညာနဲ့လှုပ်လိုက်မှကြောက်နေပေမဲ့သူကတော့အိမ်နေရစပြီး ဥရိုပြက်တနာမရှာပဲအင်ကိုပြီးအောင်ဆောက်ပြီးခဲ့တယ်။ပြီးတော့တောင်ဦးရွာပြန်သွားခဲ့တယ်။သူပြန်ပြီးလို့တပတ်လောက်ကြာမှပဲဥရိုမိသားစုစကားပြောနေနေအင်ကအဝတ်စားကြီးအကုန်လုံးကရုတ်တရက်ကြီးမိထထောင်ကုန်တယ်။ကျဲမြင်ကတစ်သားရပါလို့လိုမိထတော့ကုန်တော့ဥရိုလည်းအံ့ဩကုန်တာမိကိုရင်းနဲ့နှိမ့်လဲမိဟာနှိမ့်လို့မရအောင်ဖြစ်နေခဲ့တာ။ပြီးတော့ပရင်ပေါက်ကနေအပြင်ကိုကြည့်လိုက်တော့လေစိန်မောင်မိသားစုကအပြင်ကိုပြေးထွက်လာကြပြီ။သူတို့ဖြစ်ပျက်ကိုပြောနေကြတာ။ဦးလေးကြားခဲ့ရတယ်။ ။ဦးလေးဦးတို့ကြောင့်ဒီလိုများဖြစ်ရလားလို့တွေးမိပြီးဘာလို့ရမလဲဆိုတာကိုမစင်စားတတ်ခဲ့ဘူး။ညာတော့ငါတို့တို့ဟိုဘက်အိမ်မှာပုံနကတိုက်ခတ်နေရချင်းဦးတို့အိမ်ထဲမှာလေမိရရာဟိုတကွက်ဒီတကွက်ထထောင်နေခဲ့တာ။ဒါပေမဲ့ဦးတို့ဘသူ့အမအတိမပေးပဲညင်နေခဲ့ရပါ။မဟုတ်ရင်ဦးတို့ကြောင့်ဒီလိုဖြစ်ရလားဆိုပြီးရွာသားကြီးထင်ကုန်မှကြောက်လို့ပါ။ပြီးတော့ဦးတို့မကောင်းတဲ့ပညာသေးလို့ထင်ပြီးရွာနေနှစ်ထုပ်ခရမှာဆိုးလို့ပါ။ဦးတော်ပေါ်ပြောတာနားထောင်ပြီးဖြစ်ပျက်ကိုကြုံနေနေဆက်ဆက်တွေးမိသွားပြီဗျ။ ဒါပေမဲ့ဥစိန်ဘားတို့ရဲ့အင်ကိုပါဘာကြောင့်ပုံနကတိုက်သွားလဲတော့ကျုပ်စဉ်းစားမရဘူးကျုပ်လေဥရခုဘမမပူကြပါနဲ့တော့ကျုပ်ကိုညီပေးပါမယ်ပြောပြီးတော့သူတို့အင်ကိုမိပုံနကတိုက်တယ်ဆိုတာအင်တွင်နဲ့နဲ့ပေးယူလုပ်ပြီးတိုက်ရအဖြစ်ကြောင့်ရှင်းပြလိုက်တယ်သူတို့ကအင်ထောက်မှာရှိတဲ့အင်တွင်နဲ့စင်ကြီးကိုပြရဲပြကျုပ်လေအင်တွင်နဲ့ကို၁၉ခွေချင်းရဲ့လေ၉ခွေလိုရာချောင်းပြောလိုက်တယ်ဒါတော့သူရဲ့စိတ်ဆန္ဒသဘောပေါ်ဗျာကျုပ်လေပြောပြီးတင်ဝင်တပိတ်ကွဲနဲ့ဆင်းရထားတဲ့တံမြန်အင်းကို ဥတာပေါ်အင်းရဲ့လေးတော့မှချိတ်ဆွဲထားပေးလိုက်တယ်။ပြီးတော့ကိုစိန်မားတို့ရဲ့အင်းကိုပြန်လာလိုက်တယ်။ညနေဆောင်လောက်ရောက်တော့အမနှင်းမုံချက်ထားတဲ့အမေသားဟင်းနဲ့ထမင်းကိုတောင်းနေထည့်ပြီးတင်းကျောင်းထွက်လာခဲ့တယ်။လေဘော့စိန်မားတို့ကိုတော့ငပြောရဲတဲလာခိုင်းလိုက်တယ်။တင်းကျောင်းရောက်တော့ကျုပ်ကမြေပြင်ပေါ်ကိုငပြောရဲခင်းပြီးအမေသားနဲ့ထမင်းကိုပုံထားလိုက်တာပေါ့ဗျာ။ပြီးတော့ရေဖလားနဲ့လည်းရေထည့်ပြီးဘေးမှာချထားပေးလိုက်တယ်။တင်းကျိုင်းထဲမှာနာနာဘဝတွေကအများကြီးပဲဗျ။ကျုပ်လည်းနာတော့ပြောထားတဲ့အတိုင်းမဖဲဝါကိုခေါ်လိုက်တာပေါ့ဗျာ။ နာနာဘဝတွေအကုန်လုံးလမ်းကိုဖယ်ထားကြပြီဗျအဲ့လမ်းကနေပြီးထမင်းကိုရင်ရှားဝတ်ထားတဲ့မိန်းကလေးတယောက်ကလက်ခနဲ့ပေါ်လာပြီးအမဲသားနဲ့ထမင်းရဲ့ရှေ့မှာရက်နေရဲ့မဖဲဝါကတခြားနာနာဘဝတရေတွေလိုကြောက်ဖို့ကောင်းမနေဘူးဗျကျုပ်လည်းမဖဲဝါစားဖို့အတွက်စက်တာထားတာပါလို့ပြောလိုက်တယ်မဖဲဝါလည်းအမဲသားနဲ့ထမင်းကိုညင်ရှက်ရီစားနေရဲ့ဗျကျုပ်လည်းအကူညီတောင်းဖို့ကိစ္စပြောရတာပေါ့ဗျဒီလိုပါမဖဲဝါအခုရွာတောင်ပိုင်းမှာအိမ်သုံးအိမ်ကပုံနကားတိုက်ခတ်ထားရပါတယ် ကျုပ်တင်ဝင်တပိတ်ကွဲရင်နဲ့ဆင်းရထားတဲ့တံမြန်အင်းနေချိတ်ဆွဲထားလို့သူတို့လုံးမရတော့ပေမဲ့သူတို့ရောင်ဒုက္ခပြီးမှဆိုလို့တရေတွေကိုထိန်းထားစေခြင်းလို့ပါမဖဲဝါကစားနေရင်နဲ့ခေါင်းငှိပြရဲဗျလေဘောစိမ်းမနဲ့ကိုဖိုးရီကတော့ကျုပ်လို့သမ ्या ကိုပဲကြည်နေရပေါ့ဗျမဖဲဝါကစားပြီးတော့ဖလာရီယာရေကိုတောက်ပြီးကျန်တဲ့ရေကိုလက်ဆေးလိုက်တယ်ကျုပ်တို့လည်းရွာလေးပြန်ခဲ့ရပေါ့ဗျညရောက်လာပြီဗျကျုပ်မျက်ကွင်းစီကိုမဖျက်ရသေးပဲကြည်နေရပေါ့ကျုပ်ကလေဘောစိမ်းမရဲ့အင်းမွားနေလမ်းပေါ်ကိုကြည်နေရဗျ ဥတာပေါ်တို့တော်မဲတူတို့တော့သူတို့ရဲ့အိမ်ထဲမှာပဲသူတို့မိသားစုရင်းနဲ့အတူတူနေခိုင်းထားတယ်။တင်ဝင်တပေကွဲတမြန်အင်းချိတ်ဆွဲထားပြီးဖြစ်လို့ဘာမှမဖြစ်တော့ကြောင်းတခြားလဲရှင်းပြလိုက်တယ်။ကြုတ်ကြည့်နေတော့တရေကြီးတစ်ကောင်ကရွာလန်းအတိုင်းလျှောက်လာနေတာတွေ့လိုက်ရတယ်။သူခနာကိုနေတဲ့ရွာလန်းကပြည့်နေပြီဗျ။သူကတွေ့ရလျှောက်လာရင် လေဘောစိန်ပါရဲ့အင်းထဲကိုဝင်နေ။ဒါပေမဲ့သူ့ channel ကိုခြေလှမ်းလိုက်တာနဲ့ဟုံးနေနောက်ကိုပြန်ပြီးလဲကျသွားတယ်ဗျ။သူရဲ့ခနာကိုအကြီးကြီးနဲ့လဲကျသွားတော့ မြေကြီးရောင်တုံခါသွားသလားအောင်မရရဲဗျ။တရေကြီးကအင်းနဲ့ထက်ခါထက်ခါဝင်ဖို့စူးစားပေမဲ့မရဘူးဗျ။တရေကြီးကဒေါသထွက်ပြီးရွာရဲကိုဒုက္ခပေးဖို့လှည့်သွားတယ်။အဲ့ချိန်မဖဲဝါကတရေကြီးရဲ့ရှေ့မှာပေါ်လာတယ်။ပြီးတော့တရေကြီးကိုစကားကြီးပြောနေတယ်။တရေကြီးကနားမထောင်ထင်နေဗျ။မဖဲဝါကိုတရေကြီးကခြေောက်နဲ့နင်းချလိုက်တယ်။ဒါပေမဲ့မဖဲဝါကတရေကြီးရဲ့အနောက်ဘက်ကိုအမြန်ပဲရောက်သွားပြီးတရေကြီးရဲ့ကြောကိုနှစ်ချက်ဆင်းရိုက်လိုက်တယ်။တရေကြီးဒုထောက်ကျသွားရဲ့ဗျ။ ြော်တရေကြီးကမဖဲဝအောင်ကြည့်ပြီးတောင်းမှန်နေရဲ့ပုံပဲပြော်တရေကြီးပျောက်သွားတယ်။တရေကြီးရဲ့ရန်တော်ရှင်းသွားပြီဗျ။ကျုပ်လည်းလမ်းပေါ်ထွက်လိုက်ပြီးဒေါ်မဲတွေရဲ့အင်ရှီကိုကြည့်လိုက်တော့လေနာနာဘာဝကြီးအများကြီးကအင်ကိုခဲနဲ့ပြစ်နေဟာဗျ။ဒါပေမဲ့တံပြန်အင်းရဲ့အစွမ်းကြောင့်ခဲတွေကအင်ကိုမထိပဲလမ်းတဝက်လေထဲမှာပဲရာဘာပြားကိုထိသလိုသူတို့စီကိုပြန်ကန်ထွက်လာနေအောင်တွေ့လိုက်ရတယ်။တရေကြီးကိုဆုံးမပြေးသွားတဲ့မဖဲဝါလေအဲ့နာနာဘာဝကြီးရဲ့အရှီကိုယောက်သွားတယ်ဗျ။နာနာဘာဝကြီးကလည်း မဖဲဝါကိုတွေ့ရောဥညွတ်တမ်းမှန်နေကြရဲ့ပုံပဲပြီးတော့မဖဲဝါရောနာနာဘဝရောအကုန်လုံးပျောက်သွားကြတယ်ကျုပ်လေလေဘောစိန်မာတို့အင်ကိုပြန်တက်ပြီးပစ္စည်းလေဘောမမြောက်တတ်တော့ဘူးလို့ပြောလိုက်တယ်ဒေါ်မဲတူရဲ့အင်ကိုလည်းခဲတွေကမကြတော့ပါဘူးလို့သွားပြောလိုက်တယ်ပြီးတော့ဥတာပေါ်တို့အင်ကိုသွားကြည့်တော့သူတို့အိမ်မှာလည်းမိရထမတောက်တော့ဘူးဗျဒါဆိုရင်တော့ဒီပုဏ္ဏကတိုက်ကိုကျုပ်တို့ကဝယ်ဓာစီနိုင်ပြီပေါ့ဗျာဥတာပေါ်တို့နှုတ်ဆက်ပြီးကျုပ်တို့လည်းလေဘောစိန်ပါအိမ်မှာပဲပြန်ရေးကြပါပေါ့ဗျာမပြန်ခင်ကျုပ်က ထားခရမျက်နှာကိုကြည့်ပြအောင်ကြည့်လိုက်သေးအောင်ပေါ့ထားခင်နဲ့ကျုံနဲ့အကြည့်ချင်းဆုံးသွားတော့ထားခရပြုံးပြီးမျက်လွာချသွားတယ်ဗျဟိုကျုံရင်ထဲမှာပြုံးမပြတတ်တဲ့ခန်းစားချက်တွေဖြစ်လာပြို့အိမ်မော်ရောက်တော့လေဘောစိန်မာတို့ကအေးစေးအိပ်ပြောကြပြီမဲ့ကျုပ်ကတော့ထားခရမျက်နှာလေးကိုတွေးပြီးအိပ်ပြောအောင်မနေကြီးစူးစမ်းခဲ့ရတယ်ဗျအိပ်ပြောတော့လေအိမ်မက်တီပါမက်ခဲ့တာပေါ့ဗျာ